်လေးထဲမှာအသေးလေးတွေ꿰နေတဲ့ဟာကိုရောင်မကဒီ TikTok ထဲမှာဝင်စော်ထားသေးတယ်ဟုတ်ကဲ့ဒါမတော်လားအိမ်ပေါ်မှာကပြီးတော့စော်ထားတော့အကြည့်ရလူကဘယ်နှတန်းလည်းမသိဘူးအဲ့တော့ရှိသွားတဲ့ခါကျတော့ပညာနဲ့တော့မှတွေ့ပြီးတော့သူတော်မှစထားသေးတယ်အဲ့လိုမျိုး ွားပါ။ကိုကအိမ်မနေရင်းနဲ့ပေါ့ပေါ့ပေါ့ပါပဲ။အိမ်မညီမလေးတွေကလေးလေးတွေရှိတော့လားလို့ကိုကအိုင်တင်တင်ပေးတာပေါ့။ဒီလိုမျိုးလုပ်ဒီလိုဒီခြေလေးနဲ့လေ။ကျန်ဒါလူတွေကဟိုကြိုက်တာပြင်ဆင်မှမဟုတ်ပါဘူးတဘာဝကြကြနဲ့ကြိုက်တယ်ပေါ့နော်တချင်းလေးကလည်းအောင်မြင်နေရဲဆိုတော့အမျိုးလေးတော့ဒါအမှတ်တရပါဟုတ်ကဲ့ပါအမသွန်းတို့ကဒါကတော့အ အိနီနာချင်းနဲ့ဖြစ်တယ်လေအိနီနာချင်းဆိုရက်ကွက်ပေါ့ရက်ကွက်ကတတူပဲဒီစေကံပေါ့နော်ဒီ Victoria's Cleaning နဲ့မသွန်တိရအောင်မသွန်သားလေးသားလေးကမျက်နှာမှာအဖုလေးလေသူကစပြီးတော့အဲ့လိုပောက်တာနဲ့မသွန်ကနေပေါ့လိုက်သွားရင်လည်းသိပြစ်တာသိပြစ်တော့ဟိုဒီထဲမှာဘာတွေရလဲဘာတွေရလဲပေါ့နော်ဘာတွေလုတ်တက်တယ်ဟိုက်ဖူးတွေလုတ်လို့ရတယ်ပေါ့နော်မျက်နှာပိုတော့ထိုးလို့ရတယ်အဲ့လိုမျိုးတွေနဲ့တိသွားတာပေါ့ဟုတ်ကဲ့အကြောင်ကွဲလေးကိုလာပြီးတော့တက်ရောက်ဖြစ်တာပါဟုတ်ပြီးတော့ရှားမှုကတော့မသွန်ကတော့ ခုတချင်းလေးတွေကလည်းဟိုအုံချူလေးတွေလည်းဆိုပြတယ်ပြီးတော့ညဆိုတေးတွေလည်းအခု ဆိုဆိုတာပေါ့နော်အခွေရလို့တော့မဟုတ်ဘူးဒါပေမဲ့တခုတခုကတော့ YouTube ပေါ်တင်တယ်အပြီးလို့ရှိရင် Page ပေါ်တင်တယ်အဲ့လောက်ပဲပေါ့နော်အဲ့လိုမျိုးလေးလုပ်ပါတယ်ဟုတ်တကယ်လဲဟိုကပေါ့ဟိုတော်တဲ့ကလေးတွေလည်းအများကြီးတွေ့ပါတယ်ဘလို့ဆိုတော့တကယ်မြန်မာသံကိုကောင်းကောင်းပေါ့နော်စူတက်တဲ့ကလေးတွေအများကြီးရှိတယ်ထို့သလိုဆိုရင်ဒီပြန်ပွဲတွေမှာလည်းစုကရည်တီးမှာလည်းအောင်မြင်မိတာကလေးတွေဖြစ်တယ်ပေါ့နော်အဲ့ဒီမျိုးလေးတွေဆိုတဲ့အခါကျတော့သူတို့ပို့ပြီးတော့ ဟိုပိုကောင်းတယ်နောက်ပြီးဘဲတချင်းပဲဆူဆူတို့ကအဆင်ပြေရပါတော့เนาะဒါလေးကတကယ်ရင်းရှင်းရှိရဲ့ကလေးဆိုတဲ့အခါမှာဟိုပြန်ဆိုတေးပဲဖြစ်ဖြစ်ပေါ့เนาะဟိုဒီလိုမျိုးကိုပိုင်တန်စင်ပဲဖြစ်ဖြစ်ဆိုတဲ့နေရာမှာတော့ကိုပြီးတော့ဟိုအောင်မြင်လာတဲ့အခါကျတော့ကိုလည်းဝမ်းသာပါတယ်အဲ့လိုမျိုး အဲ့ဒါကြတော့ချို့စီကမစင်ကြမှာပို့ပါတယ်မမရေမမနဲ့တချင်းလေးတင်ခြင်းတယ်အဲသူသူတာသမီလေးတွေလို့အပ်ချင်တယ်ပေါ့နော်အဲ့လိုပြောပြောပါတယ်ဒါပေမဲ့မသူတို့ကပြောမယ်ဟိုပေါ့စကားနဲ့ပဲဟိုတင်ပြပလို့ရမှာအချိန်ဟာမသူကဟိုကိုပိုင်စီးပွားရေးအထယ်ရလည်းဆိုင်ရလည်းထွက်နေရရဲ့နော်ကိုရဲ့ဒီလိုစီးပွားရေးလေးတွေရှိရခါကြတော့သူတို့နဲ့အချိန်ပေးပြီးတော့ဟိုမသွားနိုင်ဘူးပေါ့နော်တကယ်ကိုပိုင်အရေးချင်းရှိရဲ့သူတွေတကယ်ဖြစ်ခဲ့ရှိခဲ့တယ်ဆိုလို့ရှင်တော့မသူစီကိုထရိုက်လာရင်တော့မသူတကယ်မြေတော်မြောက် ပေးမှာပါအဲသူတချင်းလေးတွေကတော့မတော်အခုနောက်ဆုံးထွက်ထားတဲ့ဖြည်းဖြည်းမုံမှမောင်ဆွဲတချင်းလေးပေါ့နော်အလွမ်းဆွေးတချင်းလေးပါဒီတချင်းလေးကိုသူကရေးထားပေးတယ်ဆရာဒီတချင်းလေးကမတော်စုံမလားဒီချင်းလေးကတော့ကျွန်တော်အရန်ကြိုက်တယ်မတော်နဲ့လည်းလိုက်မယ်ပေါ့အဲအဲ့လေးတော့မတော်ရွှေးပြီးတော့ဒီဆိုခဲ့တယ်ပေါ့နော်ဒီချင်းလေးတော်တော်များများကြိုက်ပါတယ် comment တွေမှာလည်းတော်တော်များများကြိုက်တာကိုတွေ့ရတာပေါ့နော်အဲ့လိုမျိုးပဲဆရာဒီလိုပြန်ဟိုပေါ့အုံချိုးလေးရေးတာ အရင်အားသက်နေနောက်ပြီးတော့စတီရိုတွေလည်းရေးတယ်ဒါပေမဲ့ဒီမသုံးလုံးကြတော့စတီရိုတွေဘလောက်ပဲပေးပေးမိုနိုပက်ကိုပဲသွားပြီးတော့လူတွေကထင်တယ်လေလူတွေကမြင်ကြရတယ်ပေါ့နော်အဲတကယ်လည်းရေးနိုင်တဲ့ဆရာပါအဲကြောင့်ဆရာကိုလည်းအကုန်လုံးတချင်းနေအများကြီးဖန်တီးနေတဲ့အတွက်ကြောင့်ပေါ့တော်တော်တော့အံ့ဩကြတယ်သူများတွေကဟဲ့ဆရာက တချင်းတော်တော်များထွက်တာပေါ့နော်အဲ့လိုမျိုးလေးပြောကြတာတချင်းနဲ့အခုဒီမှာလည်းဒီဂျင်းနဲ့ဆိုလည်းလိုက်နေရတယ်အခုတော့ဒါသွားခဲဟုတ်ကဲ့ဟုတ်ကဲ့ပုံစံလေးထဲမှာအသေးလေးတွေပဲနေတယ်ဟာဒီတချင်းလေးကပထမဆုံးစထွက်ကလေးကနေပြီးတော့အာမတော်ကနေပြီးတော့ဟေးဒါဘလူးဆိုတာလဲပေါ့နော်အဲ့လိုမျိုးအဲ့လိုမျိုးပုံစံမျိုးဆိုတော့သူ့ရဲ့စာသားလေးကလည်း နှစ်သာရှိရပေါ့နော်။တန်စင်လေးကလည်းညင်ညောင်းလေးနဲ့ပေါ့နော်။အဲတားကန်ကလည်းဆိုကောင်းပြီးသားလေ။သူကလည်း final လိုက်ဆိုနေတော့ကြပြီးချင်းလေးကပောက်တယ်။ပောက်ပြီးတော့လူတွေကအခုက TikTok ခေဖြစ်နေတော့ TikTok တက်ပြန်ဆော့ဖို့ရဖို့အတွက်က DJ ထည့်ပြီးတော့ပြန်လို့ရနေရမှာလူတော်တော်များများကလည်းပို့ပြီးတော့တိလာတဲ့ပြင်ကို TikTok ကိုတော်တော်များများဆော့ကြရတာပေါ့နော်။အဲဆော့ကြတဲ့အခါကျတော့အဲတကယ်အောင်မြင်သွားတဲ့ချင်းလေးပေါ့နော်။အဲမျိုးလေးကိုရောင်မကဒီ TikTok ထဲမှာဝင်ဆော့ထားသေးတယ်။ဟုတ်။ လဲဆိုရတာမမမလေးဆိုတာလည်းလှုပ်ကပ်ပြီးတော့ဘာဒါမသွန်းလားအိမ်ပေါ်မှာကပ်ပြီးတော့ဆော့ထားတော့အကြည့်တဲ့လူကဘယ်နှတန်းလဲမသိဘူးအဲ့တော့ရှေ့သွားတဲ့ခါကျတော့ပညာနဲ့တော့မှတွေ့ပြီးတော့သူတော့မှစထားသေးတယ်အဲ့လိုမျိုးလေးပေါ့ဟုတ်ဒါကိုယ်လည်းဝါသနာပါလို့ဆိုတော့လေဒါကပေါ့ပေါ့ပါပါကိုယ်ကအိမ်မှာနေရင်းနဲ့ပေါ့ပေါ့ပါပါအိမ်မှာညီမလေးတွေကလေးလေးတွေရှိတော့လားလို့ ိုကအိုက်တင်တင်ပေးတာပေါ့ဒီလိုမျိုးလုပ်ဒီလို DJ လေးနဲ့လေအဲ့လိုမျိုးဆိုသူတို့ကလည်းဝိုင်းလို့ကြတော့ဘာမှမဟုတ်ဘူးပြင်ဆင်လည်းမရှိဘူးခုမှအိမ်မှာနေတဲ့ပုံစံမျိုးလေးနဲ့ပဲတင်လိုက်တဲ့ခါကျတော့ဟဲ့တင်ပြီးတော့ခဏလေးပဲကြည့်လိုက်တော့ဟာဘယ်နှတန်းရှိပါလိမ့်လဲဆိုတော့အဲကျန်းဒါလူတွေကဟိုကြိုက်တာပြင်ဆင်မှမဟုတ်ပါဘူးတဘာဝကြကြနဲ့ကြိုက်တယ်ပေါ့နော်တချင်းလေးကလည်းအောင်မြင်နေရဲဆိုတော့အဲ့မျိုးလေးတော့ဒါအမှတ်တရပေါ့အာဒီတချင်းလေးကတော့ပြောမယ် ကိုယ်တိုင်လည်းကြိုက်တယ်အခုချင်းလေးကလေကိုယ်တိုင်လည်းကြိုက်တယ်ခံစားမှုလည်းတကယ်ဟိုဘောဘောရတာကြီးလည်းစုံပါတယ်အခုချင်းလေးကဟုတ်တယ်ကြိုက်တယ် TikTok ကဆော့ပါတယ်ဒါပေမဲ့အခုမှဆော့တာပါအရင်တော့ကတော့ TikTok ကတိတ်ပြီးတော့မဆော့ဘူးဆိုတော့ဒီတိုင်းအောက်ဖွင့်ထားတယ်ဒါပေမဲ့လုံးဝမဆော့ဖြစ်ဘူးကိုကစိုင်သွားတယ်စိုင်သွားညနေကျရင်အိမ်ပြန်တော့ဘာမှမလုပ်ဖြစ်ဘူးလေသူကလည်းဇွဲနဲ့ဆော့မှအာ TikTok ဆိုတာများတာ view များတာလေအခုနောက်ပိုင်းကျတော့လည်းဟိုမှနည်းနည်းပပပေါ့နော်ကလေးလေးတွေအဲ့လိုမျိုးကြည့်ပြီးတော့လည်း TikTok ဆော့ဖြစ်တယ်အခုနောက်ပိုင်း Facebook တော့တိတ်မကြည့် TikTok လေးကြည့်တာများ သုံးသချင်းလေးတွေပေါ့နော်မသုံးရဲ့အလွမ်းအစေးသချင်းအေးလေးတွေကိုဟိုပေါ့နော်ဟိုအပိစာရပြိသက်တွေပေါ့နော်အားလုံးလည်းမသုံးထူးပဲကျေးဇူးတင်ပါတယ်မသုံးသချင်းလေးတွေလည်းပေါ့နော်ရသမတူတဲ့သချင်းလေးတွေလည်းဖန်တီးနေပါတယ်ပေါ့နော်အပြီးရခါကျလို့ရှိရင်မသုံး YouTube တို့မသုံးရဲ့ Page တို့ပါ တင်ပေးပါမယ်လို့အားလုံးကျေးဇူးတင်ပါတယ်ရှင်